အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသွားမယ်လို့ဆိုတော့ကျွန်တော်အားလုံးအမဲရနေပြီးတော့ defense ကစားနေတဲ့တင်ပြီးပါအဲ defense တွေလုပ်ပေးပါကျွန်တော်အဲ defense မှာမှတောင်းဆိုကြတဲ့ဟာတွေအများကြီးရှိပါတော့ French defense ဆို Garrigan တို့ဒါ Kingsian တို့ စစ်စီလီယန်တို့အစတဖြင့်ကျွန်တော်အမျိုးမျိုးတောင်းဆိုကြရတယ်ဗောနော်အဲကျွန်တော်အစတော့ကျွန်တော်တွေးထားတာကတော့အဲ Queen's Gambit Repertoire ပြီးတော့မှအဲ Defense Spine တွေတောင်းမယ်ဆိုပြီးတော့စဉ်းစားထားရဗောနော်ဒါပေမဲ့လည်းပဲဒါပေမဲ့လည်းဘာဖြစ်လဲဆိုတော့ Queen's Gambit ပြီးတော့တော်တော်လေးကိုကြောက်မယ်ဘာလို့လဲဆိုတော့ Queen's Gambit Opening Repertoire ကြီးကအစာဆုံးဆိုတော့ဒါတော်တော်လေးကိုကြာမယ်လို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့အဲ့ကြားထဲမှာအဲ့ဒါမပြီးခင်မှာဒါအမဲရနေတယ်ကစားလို့ရအောင်ဆိုပြီးတော့ကျွန်တော်ပထမဆုံးရွေးချယ်ပြီးတဲ့ Opening ကတော့ French defense ဖြစ်ပါတယ် French difference ကတော့ဒါကျွန်တော်ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရတယ်ဆိုရင်သိပါလိမ့်မယ်ကျွန်တော်အမြဲတမ်းကစားနေကြ opening တစ်ခုဖြစ်ပါတယ်အာဒါကျွန်တော်ဟိုလက်ရှိ Roto Euro 2300ကစားတဲ့ပွဲတွေမှာလည်းအမြဲရနေဆိုရင် French difference ပဲကစားရတယ်ပေါ့နော်အဲ French difference နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် French difference ကအာဒါ level တိုင်းသူကလေ့လာလို့ရတဲ့ opening တစ်ခုလို့ပြောလဲမမှားဘူး beginner level တမားတွေလည်းလေ့လာလို့ရတယ်အဲဒါ intermediate level တမားတွေလေ့လာလို့ရတယ်လို့ advanced တမားတွေလည်းအကုန်လေ့လာလို့ရတယ်အဲတော်တော်လေးဟိုဟိုအဆင်ပြေတဲ့ line တစ် line ဖြစ်တယ်ဒါပြောမယ်ဆိုရင်အရင်ကြီးလဲ line တွေမများတယ်လို့ဟိုကြည့်ရတာလည်းတော်တော်လေးတက်တာလည်းလို့ပြောလို့ရတယ်ပေါ့နော်တခြား line တွေလည်းရှင်းလို့ရှင်ဟုတ်ပြီအဲ့တော့ uh french to french ကိုတော့ကျွန်တော်တင်ဆက်ပေးတဲ့နေရာမှာဟို repertoire အပြည့်အစုံကြီးတော့တင်မှာမဟုတ်ဘူးကျွန်တော်ကစားလို့ရအောင်တော့တင်ပေးမယ်ပေါ့နော်အဲဒါ repertoire အပြည့်အစုံကဘာကြောင့်မတင်တာလေးမတင်တာလဲဆိုတော့ဟို repertoire အပြည့်အစုံတင်လိုက်မယ်ဆိုရင်ဒါ queen's campaign လိုမျိုးရဲ့အရှိန်ကြီးဖြစ်သွားမယ်အဲနောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ကျွန်တော်ဒီ french နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီ french စာအုပ်က french ကိုကျွန်တော်ကဘာသာပြန်ရေးနေတာပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်အဲဒီ ရပတ်ထရာပြည့်စုံလို့တော့ဒါကျွန်တော်ရဲ့ဒီစောက်ထဲမှာအဲဖိတ်ယူလို့ရနိုင်မယ်ပေါ့နော်အဲဒါဟုတ်ပြီအဲ့တော့ဘာဖြစ်ဖြစ်ဒီမှာတော့ကျွန်တော် French ကိုလုံးဝဟိုအမေကနေကစားလို့ရအောင်တော့အဲပြပြပေးတော့မှဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ opening လေးကိုစလိုက်တော့မယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ပြပြမယ့် line ကတော့ဒီအဖြူကနေပြီးတော့ဒုတိယမြောက်မှာရှိတဲ့ side line တွေရယ်ပြီးတော့ main line တစ်ခုရယ်ပြပြမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်အဖြူကနေပြီးတော့ e4 တက်တယ် ဒါအတော့ e4 ကတော့ဟိုဘဟိုမှာပုံလင်းနှစ်ကွက်တက်ပြီးတော့နေရာယူထားတယ်အဲဒီ d5 နဲ့ r5 နဲ့ကိုဒါထိမ့်ချုပ်ထားတယ်ပေါ့ ဲ့တော့ဒီနေရာမှာအမဲရနေပြီးတော့တုံ့ပြန်လို့ရတဲ့ open နေအများကြီးရှိတယ်ကျွန်တော် e5 နဲ့ကစားလို့ရတာရှိရယ်အ e6 ရှိရယ် d6 ရှိရယ် d5 ရှိရယ် c6 ရှိရယ် c5 ရှိရယ်ပြီး knight f6 ရှိ knight c6 ရှိအများကြီးပဲပေါ့နော်ဟို open နေကအများကြီးရှိတယ်ဒါပေမဲ့အဲ့မှာမှာကျွန်တော် french defense ကိုလေ့လာဖြစ်တဲ့အကြောင်းအမဲရနေပြီးတော့ဘာရှိမှာလဲဆိုရင် e6 ဆိုပြီးတော့ပေါ်နေတာမှာဖြစ်တယ်အဲ့တော့ ဒီ ISIS ကြီးမလုပ်ချင်တာလဲဆိုလို့ဆိုရင်ပွန်လေးကိုတကွက်ပဲတက်ထားတယ်အဲနောက်လည်းကြမှာဒီ5တက်မယ်ဆိုတော့ idea လေးတစ်ခုဖြစ်တယ်ပေါ့နော်အဲဒီနေ့ထားမှာအဖြူကနေပြီးတော့ပုံမှန်အဖြစ် main move ဆိုလို့ဆိုရင်တော့အဲ D4 ကတော့အဖြူရဲ့ main move ပေါ့ main move ဆိုတာကကြတော့အဲလူတော်တော်များများရွှေ့တဲ့ line လို့ပြောလို့ရတယ်ပေါ့နော် main move အဲ side line ကြီးဆိုတာကကြတော့လူနေတယ်ပေါ့တော်တော်များတော်လူနေတယ်အဲရွှေ့တာနေတယ်ပေါ့ပြောမယ်ဆိုလို့ဆိုရင် အဲ့တော့ main move အနေနဲ့ကတော့အာ default ဆိုပြီးတော့ second move ပေါ့နော်ဒုတိယရှုကမှအဖြစ်ကနေပြီး default တက်တာများတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာဆွေးနွေးရမှာတော့ဘာလေးလာပါမလဲဆိုရင်ကျွန်တော်အမဲကအဖြစ်ကနေပြီးတော့အဲဒုတိယမြောက်ရှုကမှာ B3 ရွှေ့တာရယ်အဲဒုတိယမြောက်ရှုမှာရှုကမှာ D3 ရွှေ့တာရယ်ပြီးတော့ဟိုဒုတိယမြောက်ရှုကမှာ default တက်တာလေးရယ်ပေါ့နော်ဒီသုံးခုကိုကျွန်တော်ဆွေးနွေးအောင်ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော် B3 တက်မယ်ပေါ့ ဒီ B3 ရဲ့ idea ကတော့ဒါရိုးရှင်းတယ်သူက bishop ကို B2 ကနေထုတ်ပြီးတော့ကစားချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အမေကနေပြီးတော့ French က French defense ကဘယ်လိုကစားလို့ရလဲဆိုရင် D5 ပဲတက်မယ်ဒါဒီဘာလို့တက်လဲဆိုလို့ရှိရင် center ကို challenge ခေါ်လိုက်တယ်အဲဒီပုံးလေးနဲ့လဲမလားဆိုပြီးတော့ကန့်လှန့်လိုက်တယ်ပေါ့ အဲ့တော့အဖြူကလည်းဘာပဲလုပ်ရလဲဆိုရင် bishop b2 အဲ bishop b2 ကသူ့ရဲ့ဒီကစားရုပ်လေးကို development လုပ်တယ် bishop ကဒီ diagonal လေးပါနေရာယူထားတယ်ပြီးတော့အဖြူရဲ့ idea ဒီဘာလို့ချင်တာလဲဆိုဒီ pawn လေးကိုကျွေးထားတာဆိုရင်ကျွေးထားတာဟုတ်တယ်ဒါပေမဲ့သူကပြန်ပြီးတော့ယူมาပေါ့เนาะအဖြူရဲ့ main idea ကဘာလို့ဆိုရင်ဒီနေရာမှာ knight c3 လာမယ် queen e2 လာမယ်ပြီးရင် long castle လုပ်မယ်ပေါ့เนาะဒီလိုပုံစံနဲ့ကစားมาဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အမဲရနေပြီးတော့ဟိုဒီ e4 pawn လေးကိုသွားစားเสียမလို့ဘာပဲလုပ်ကမလဲဆိုရင်အမဲရနေပြီးတော့ knight c6 ဆိုပြီးတော့လောက်ကมาဖြစ်တယ်အဲကိုယ့် က်ကစားကောင်တကောင်ကို development လုပ်တဲ့အဲနေရာယူထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့သားမှာအဖြူကနေပြီးတော့ရွေးချယ်ကြနှစ်ခုရှိရဲ့ Nice C3 ရဲ့ Queen E2 ရဲ့ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တစ်ခုချင်းစီကြည့်မယ်အဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော် Nice C3 ရင်ကြည့်မယ်ပေါ့နော် Nice C3 ခုံလာမယ်ဆိုလို့ရှိရင်အဖြူရဲ့ရွေးချယ်ကတော့အမေက E4 ပေါ်ဆားမယ်ဆိုရင်သူက Nine နဲ့ပြန်ဆားမယ်ဆိုပြီးတော့ရွေးထားတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာအဖြူအမေကနေပြီးတော့ဘာလုပ်ကောင်းမလဲဆိုလို့ရှိရင်အဲ E4 ပေါ်မဆားဘဲနဲ့ D4 ဆိုပြီးထပ်တက်มาဖြစ်တယ်ဒါဒီဘာလို့လဲဆိုရင် စပေ့ချဲ့လိုက်တယ်ဗောနော်စပေ့ချဲ့တယ် night ကိုမောင်းတယ်အဲ့ဒီ night က night see e2 ပြေးမယ်ဆိုလို့ဆိုရင်ဒီနေရာမှာအမဲရနေပြီးတော့ e5 ဆိုပြီးတက်လိုက်လို့ရတယ်ဒါဆိုလို့ဆိုရင် e5 တက်ပြီးရနောက်မှာဒီပေါ်နှက်ကောင်ကအမဲပေါ်နှက်ကောင်ကစင်တာမှာအပြေအပြေဝနေရာယူထားတယ်ပြီးတော့ space လည်းရထားတယ်ပြီးတော့ french မှာအရန်ဒုက္ခရောက်တယ်ဆိုတော့ဒီ c8 ကပစ်ချော်ကြီးရဲ့ diagonal ကြီးကလည်းပွင့်သွားတယ်ဆိုတော့ဒါတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ဗောနော်ဥပမာအဖြစ်ကျွန်တော်နည်းနည်းလောက်ဆက်ကြည့်ကြည့်မယ်ဆိုရင်အဲဒီ ဒီနေရာမှာအဖြူကနေပြီးတော့ C3 တက်မယ်ဆိုလို့ဆိုရင်လည်းကျွန်တော်အမဲရနေပြီးတော့ native 6ဆိုပြီးတော့ develop လုပ်လို့ရတယ်ပေါ့အဲ E4 ပေါ်လဲချိန်ထားမယ်ဒါဆိုလို့ဆိုရင်ဒီဟာကကျွန်တော်တို့ opening မှာအမဲအနေနဲ့တော်တော်လေးအဆင်ပြေလို့ပြောလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ၄ခွက်မြောက်မှာကျွန်တော်တို့ဘာဆက်ဆွေးနေမလဲဆိုလို့ဆိုရင်ဒီနေထားမှာခုနကကျွန်တော် nice C3 ကိုပြရတယ်ဘာလို့ဒီတစ်ခါကျွန်တော်တို့အဖြူကနေပြီးတော့ queen E2 သွားတဲ့ line ကိုကြည့်မှာပေါ့ queen E2 queen E2 ကတော့ဒါကတော့ အဖြစ်ရငါကို main idea ကိုကသူကဘာလို့ရှင်းလာလဲဆိုရင် queen to knight c3 long cast လို့ထင်တာအဲ့တော့ဒီနေရာမှာတော့ queen to တက်လာအချိန်မှာကျွန်တော်စားလိုက်မယ်ပေါ့နော်အဓိကဘာကြောင့်စားရလဲဆိုတော့အကယ်၍များသူက queen နဲ့စားခဲ့မယ်ဆိုရင်ကျွန်တော်တို့ knight f6 develop လုပ်ပြီးတော့ဒီ queen ကိုပြန်မောင်းမယ်ဒါဆိုရင်ရွှေလက်တက်လက်တန်ပိုရတယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုယ့်ကစားကောင်ထုတ်လိုက်တဲ့အချိန်မှာသူရဲ့ဒီ queen ကိုတိုက်ခိုက်ထားတာဖြစ်တော့ကြောင့် queen ကပြန်ပြေးရမယ်ဒါဆိုရင်တန်ပိုတစ်လှည့်ရတယ်လို့ပြောလို့ရတယ် ဲ့တော့သူကမစားဘူး nice city 3လာမယ် nice city 3ကအဲ night နဲ့ပဲစားကြတယ်ဗောနော်အဲ့ခါကြိုက်လဲကျွန်တော်တို့ကအမေကနေပြဘာလို့လဲရလဲဆိုရင်အရန်ကောင်းတဲ့ shortcut တစ်ခုရှိရဲ့အဲ့ shortcut ကဘာလဲဆိုရင် night d4 ဆိုပြီးရွှေ့ရမှာဖြစ်တယ် night d4 ရဲ့အဓိက main idea ကဘာလို့တာလဲဆိုလို့ဆိုရင်ဒီ e4 ပွန်းကို queen နဲ့ပဲစားပါဆိုပြီးတော့ဒီအဖြူကိုပြောတာ night နဲ့လုံးဝစားလို့မရဘူး queen နဲ့ပဲစားခိုင်းမယ်ဘာကြောင့်လဲဆိုတော့ night နဲ့စားဒီချိန်မှာလက်ရှိမှာ queen ကိုတိုက်ခိုက်ထားတဲ့အချိန်မှာအဲ c2 ကိုစားပြီးတော့ခွက်ခွက်လုံးမယ်ဆိုပြီးတော့ချမ်းချောက်တာတယ်အဲ့တော့ဒီနေရာမှာ အဲ green ကပြင်းမယ်ဆိုတာပြင်းမလားပြင်းမယ်ဆိုချမ်းနေရာတွေပြီးလို့မရအောင်ကျွန်တော် e4 ကပုံမှန်စားရမှာ e4 ပုံမှန်စားမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ knight f6 ဆိုပြီးလောက်လိုက်မယ် knight f6 မှာသူက queen d3 ချောင်းမယ်ဆိုရင်ကျွန်တော် e5 ရေးတက်လိုက်လို့ရတယ် e5 မှာ knight e4 လာမယ်ဆိုလို့ဆိုရင်ကျွန်တော် bishop f5 သွားလိုက်လို့ရတယ်ဒီမှာ knight ကိုပြန်ပင်ထားမယ်သူက bishop d4 စားမယ်ဆိုရင်ကျွန်တော်လည်း bishop d4 ပြန်စားမယ်သူက queen b5 ကချက်မယ်ဆိုရင်ကျွန်တော် knight d7 လေးပြန်ကာထားလိုက်လို့ရတယ် ဒါဆိုရင်ကျွန်တော်ဒီမှာနည်းနည်းတော့ဆက်ပြီးကြီးကြီးမယ်ဆိုရင်ကျွန်တော် queen e2 သွားမယ်ဆိုလို့ဆိုရင်ကျွန်တော် bishop g6 လေးပြန်ချောင်းမယ် bishop e5 ဆိုရင် knight e5 queen e5 ချက်မယ်ဆိုရင် bishop e7 လေးကားလိုက်လို့ရတယ်။ဒါဆိုရင်တော့ဒီဒီထားကတော့ဟိုအမဲကပွန်းတလုံးကြရဲဆိုရင်ပဲ development mine ဆိုင်ရာမှာတော်တော်အားတာတယ်။ပြီးတော့နောက်တစ်ခုကကျတော့ကျန်ခဲ့တဲ့ minor piece အရာပြောမယ်ဆိုလို့ဆိုရင်အမဲက pair bishop zone bishop ကျန်ခဲ့တယ်။အဲ့တော့ဒီနေ့ထားမှာဒါအမဲကပို့ပြီးတော့တာတယ်လို့ပြောလို့ရတယ်ဗောနော်။အဲ့တော့အမဲအတွက်အဆင်ပြေပါတယ်။အမဲကနေကစားလို့အဆင်ပြေပါတယ်။ဟုတ်ပြီဒါဆိုရင် ဒါကတော့ကျွန်တော်တို့ဒီဒုတိယမြောက်ရွှေကအဖြူက B3 ရွှေခဲ့လို့ဆိုရင်ကျွန်တော်ဒီလိုပုံစံနဲ့ကစားလို့ရပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတစ်ခါနောက်ထပ်အဖြူကနေပြီးတော့အဲဒုတိယမြောက်ရွှေကမှာ D3 ရွှေတဲ့ရွှေကလေးကိုထပ်ပြီးအကြည့်ရပါတော့။အဲကြောင့် E4 E6 D3 ပေါ့နော်ဒီတစ်ခါကျတော့ D3 ကိုကြည့်မယ်။ ်ဒီသူရီကတော့ဒီလိုမျိုးရှင်းလိုက်ပြီဆိုလို့ဆိုရင်ဒါအဖြူကဘာကိုရည်ရွယ်ထားလဲဆိုလို့ဆိုရင်အဖြူကနေပြီးတော့ KIA ပေါ့နော်ကျွန်တော်ကင်းစင်ဒီရဲ့ attack ကစားမယ်ဆိုပြီးတော့ရည်ရွယ်ထားတယ်။ဒါပေမဲ့ကျွန်တော်ကင်းစင်ဒီရဲ့ setup ကကျတော့ကျွန်တော် night pd2 night d2 လာမယ်ပြီးရင် night gf3 လာမယ်အဲ g3 တက်မယ် bishop g2 လာမယ်ပြီးကဆက်လုပ်မယ်ပေါ့နော်။အဲဒီလိုပုံစံလေးအဲသူက setup လုပ်မယ်ဆိုပြီးရည်ရွယ်ထားတယ်။အဲ့ဒါကြတယ်ကျွန်တော်တို့ main ကနေပြီးတော့ဘယ်လိုကစားလို့ရလဲဆိုရင်ကျွန်တော် d5 ဆိုပြီးတော့ center ကိုခွဲမယ်။ အဲ့ကမှအဖြူကလည်းဒီနေရာမှာ92ပဲလာမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမေက E4 ကိုစားမယ်ဆိုရင်သူကပေါင်းနဲ့ပြန်စားမှဖြစ်တယ်။အဲ့ကျွန်တော်ဒီနေရာမှာအမေကသွားစားစရာမလိုဘူး။ဘာပဲလုပ်မလဲဆိုတော့ Knight F6 ကိုရဲ့ကစားကောင်တကောင် develop မလုပ်နဲ့ E4 ပေါင်းနဲ့ကိုထပ်ပြီးတော့ pressure ပေးထားမယ်။အဲ့တော့ Knight G F3 လာမယ်ဆိုရင်အဲဒီနေရာမှာတော့ဘာပြောချင်လဲဆိုတော့ French မှာပုံမှန်အားဖြင့်တော့အမေကနေပြီးတော့အဲ C5 တက်ကစားတယ်။ဒါပေမဲ့ ဒီညမှာကျွန်တော် C5 မှတ်တက်လည်းရရပေါ့နော် C5 မှတ်တက်ပဲနဲ့ဘလို့ကစားလို့ရလဲဆိုကြော်ဒီနီယာမှာအမဲရနေပြီးတော့ Knight C6 ဆိုပြီးတော့ခုန်လိုက်လို့ရတယ်ဒီ Knight C6 ရဲ့ idea ဒီဘာလို့ချင်တာလဲဆိုတော့ဟို C5 ကိုမှတ်တက်ပဲနဲ့ E5 တွေပါတက်ခွင့်ရလို့ဆိုရင်တက်မယ်ဆိုတဲ့ idea လေးတစ်ခုဖြစ်တယ်နောက်တော့ကျွန်တော်တို့ဘလို့ကြီးကစားလို့ရလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ကြည့်တာပေါ့နော်အဲ့မှာအဖြစ်အနေပြီးတော့ G3 တက်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာအဲ e4 စားမယ်တပြန်စားမယ်ပြန်စားရအောင်မှာကျွန်တော်အမဲရနေပြီးတော့ bishop c5 ဆိုပြီးရွှေ့လိုက်လို့ရတယ်အဲ bishop c5 ဆိုလို့ဆိုရင် အာဒီဘာလို့ကျွန်တော်လဲဆိုရင်ကိုယ့်ရဲ့ bishop ကို develop လုပ်လိုက်တယ်ပြီးတော့ဒီမှာဟိုဒီ diagonal လေးမှာနေရာယူထားတယ်ဒါ bishop g2 လောက်တဲ့ချိန်ကျရင်ကျွန်တော်ဒီနေရာမှာအမဲရနေပြီးတော့ e5 ဆိုပြီးတက်လိုက်လို့ရတယ် e5 မှာအာဒါဘာတွေ့ရလဲဆိုရင်ဒီမှာ castling လုပ်မယ်ဆိုလို့ဆိုရင် castling ပြန်လုပ်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာတခုပြောချင်တာကကြတော့ပေါ့နော်ဒီနေရာမှာ e5 တက်လိုက်တဲ့ချိန်မှာဟိုဘာတွေ့ရလဲဆိုတော့ဒါဆိုမေးစရာတခုတော့ရှိရပေါ့နော်အမဲရနေပြီးတော့ ဒီ e7 မှာရှိတဲ့ပုံကို e6 တက်လက်တက်တယ် e5 တက်လက်တက်တယ်ဒါဆိုတန်ပိုးမကုံဝါလားရွှေလက်မကုံဝါလားဆိုတော့မေးစရာရောရှိရဲ့ဒါပေမဲ့ကုံဝါလားဆိုရင်မကုံဘာကြောင့်လဲဆိုတော့ဒီလိုမျိုး e5 တက်လိုက်ခြင်းအပြင်သူ့ရဲ့ဒီ g2 က bishop ရဲ့အဲ diagonal ကြီးကပိတ်ဆို့သွားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗောနော်အဲ့ခါကျတော့ဟိုဒါ bishop ကြီးကပြောမယ်ဆိုလို့ဆိုရင် g2 မှာရှိတဲ့အဖြစ်ရဲ့ bishop က defensive role မှာပဲအဲလဲလော့ဆယ်မှာအသုံးဝင်တယ်လို့ပြောလို့ရတယ်ဗောနော်ညကျတော့ဒီမှာခုနကကစင်းလုပ်ပြီးကြအချိန်နေမှာဆိုလို့ဆိုရင်ဒါအမဲရနေပြီးတော့ဘလို idea နဲ့ကစားလို့ရတယ်ဆိုရင် အာ A5 တက်မယ်ပြီးရင် B6 တက်မယ်ပြီးရင် Bishop A6 ကထုတ်ပြီးတော့အာဒီအမဲရဲ့ light square Bishop လေးကိုဒီ diagonal မှာကစားလို့ရတယ်ပေါ့ဒါဆိုရင် opening မှာအမဲအတွက်တော်တော်လေး fine နဲ့တော်တော်လေးအဆင်ပြေလို့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော်တို့အဖြေကနေပြီးတော့ဟို Kings Indian attack ကစားလာမယ်ဆိုလို့ဆိုရင်အာအမဲကနေပြန်ပြီးတော့တုံ့ပြန်လို့ရမယ် line လေးဖြစ်ပါတယ်ဟုတ်ပြီဒီတစ်ခါကျတော့ကျွန်တော်အဲ side line နှစ်ခုပြီးသွားတဲ့အခါမှာဒီတစ်ခါကျွန်တော် main line တစ်ခုကြည့်မယ်ပါနော် e4 e6 d4 အဲဒီတစ်ခါ default ကိုကြည့်မယ်ပါနော် default ဒီကောင်းတော့ဒုတိယမြောက်ချွတ်ကွက်မှာအဖြူရဲ့ main move ဖြစ်တယ်အဲဒီမှာလည်းဒီတော့ d5 ပဲပြန်တက်မယ်အဲဒီနေထားမှာဆိုလို့ဆိုရင်အဖြူကနေပြီးတော့ဟို main move အနေနဲ့တုံ့ပြန်လို့ရတာ၄ခုရှိတယ်အဲ့လေကဘာလဲဆိုတော့ knight d2 ရှိမယ်ပြီးရင် e5 ရှိမယ်အာပြီးတော့ကျွန်တော်တို့အာ e ထိပ် d5 ရှိမယ်ပြီးရင် knight c3 ရှိမယ်ပေါ့အဲ့တော့ဒီနေ့ကျွန်တော်ဆွေးနွေးရမယ့် line ကတော့ knight d2 ဆိုတဲ့ line လေးကိုအရင်ကြည့်မယ်ပေါ့နော် နိုင်ဒီတုန်းကတော့ဟိုဒါစားမယ်ဆိုလို့ရှိရင်တူကနိုင်နဲ့ပြန်စားမယ်ပေါ့နော်အဲကျွန်တော်ဒီနေရာမှာမင်းကနေပြီးဘယ်လိုကစားမလဲဆိုတော့ C5 ဆိုပြီးတက်มาဖြစ်တယ် C5 ဖြစ်ဒီခါလက်ဘာလို့တက်လဲဆိုရင်ဘဟု challenge ခေါ်လိုက်တယ်အဲစားမလားမစားဘူးလားပေါ့အဲဒီနေ့ထားမှာအဖြူကနေပြီးရွေးချယ်စရာနှစ်ခုရှိတယ် အာ E85 ရဲ့အဲ Nike F3 ရဲ့ပေါ့ Nike F3 ကတော့ main move ဖြစ်တယ်အဲ့တော့ကျွန်တော် E85 ကိုအရင်ကြည့်လိုက်မယ် E85 စားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကအမဲကဘာနဲ့ပဲပြန်စားမလဲဆိုရင် Queen နဲ့ပဲပြန်စားပါတော့เนาะကျွန်တော်ပုံးနဲ့မစားဘူးပေါ့เนาะပုံးနဲ့စားလိုက်လို့ရှိရင်ဒီမှာတော့ DC5 တွေပဲစားလိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုရင်ဒီ D5 ကိုရောက်လာတဲ့ပုံးလေးက isolated ပုံးဖြစ်သွားပြီးတော့ဒါအဖြူရဲ့ wind တိုက်တာကိုခံရမှာဖြစ်တယ် အဲကျွန်တော်ဒီမှာပွန်းနဲ့မစားဘူးကျဘာတွေပဲစားမယ် queen d5 queen နဲ့ပဲတက်စားမယ်ပေါ့နော် queen နဲ့စားမယ်ဆိုလို့ရှိရင်တော့ d5 c5 စားမယ်ဒါဆိုရင်ကျွန်တော် knight f6 လုပ်မယ်တခါတည်းနဲ့ကျွန်တော်တို့ဒီ c5 ကိုအဲ bishop နဲ့လည်းမစားဘူး queen နဲ့လည်းမစားသေးဘူးဘာပဲအရင်လုပ်မယ်ဆိုရင်ကျွန်တော် development ပဲအရင်လုပ်မယ် knight f6 ပေါ့အကယ်၍သူက knight f3 လာမယ်ဆိုရင်တော့ကျွန်တော်ဒီမှာတော့ queen d c5 စားတာပိုကောင်းတယ်ပေါ့နော်အဲ queen c5 စားလိုက်မယ်ဒါဆိုလို့ရှိရင်ဒီ line လေးကဒါအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်အဲနောက်မှာကျွန်တော်တို့ main ကနေပြီးတော့ ဘီရှော့ E7 တွေထွက်လို့ရတယ်ဘီရှော့ D6 တွေလာလို့ရတယ်အာပြီးသွားလို့ဆိုရင်ကျွန်တော်ဒီမှာ Nike C6 တွေဘီရှော့ D7 တွေဒီလိုမျိုးပုံစံနဲ့အမျိုးမျိုးကစားလို့ရတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ကစားပွဲလေးမှာကိုကဘယ်လိုပုံစံကစားခြင်းလဲပုံမူတည်ပါတယ်ဟုတ်ပြီဒါလည်းကျွန်တော်ဒီတစ်ခါအဲ C5 မှာကျွန်တော်တို့အမဲကနေပြီးအဖြူကနေပြီးတော့အဲ Nike F3 ပေါ့နော်၄ခွမြောက်မှာအဲ့တော့ဒီ Nike F3 ကတော့ဒါအဖြူရဲ့ main move ဖြစ်တယ် အဲ့ဒီနေထားမှာဆိုလို့ရှိရင်လည်းအမေကဘာပဲပြန်တော့ပြန်မလဲဆိုရင် CD4 ပဲစားမယ် CD4 စားတဲ့အခါမှာအဖြူကနေပြီးတော့ပြန်ပြီးသုံးပြန်လို့ရတာနှစ်ခုရှိရဲ့အဲကျွန်တော် E8 D5 ဆိုပြီးတော့ D5 ပုံစားတာရှိရဲ့အဲ Night 8 D4 ဆိုပြီးတော့ D4 ပုံစားတာရှိအဲအဲ့ဒါကိုလည်းကျွန်တော်တစ်ခုချင်းနေကြည့်မယ်ဒီတစ်ခါကျွန်တော် E8 D5 ကနေပြီးတော့အရင်စားကြည့်ကြည့်မယ်ပေါ့နော် E8 D5 စားမယ်ဆိုရင်ကျွန်တော် Queen 8 D5 ပဲပြန်စားမယ်အကယ်၍ Bishop C4 နဲ့မောင်းမယ်ဆိုရင်လည်းပဲ Queen က D6 မှာပြန်နေမယ် D4 ပုံလေးကိုပြန်ကယ်ထားမယ် တော့ gasoline လောက်မယ်ဆိုလို့ရှိရင်ကျွန်တော် night f6 develop လုပ်မယ် night b3 နဲ့ default ပုံကိုလာချိန်မယ်ဆိုရင်လည်းပဲကျွန်တော်ဒီမှာ night c6 လေးလောက်လိုက်လို့ရတယ်အဲတော့စားမယ်ဆိုရင်ကျွန်တော်ပြန်စားပါတော့เนาะအဲတော့ night d4 စားမယ်ဆိုရင်ဒီနေ့ထားမှာတော့အဲဟိုအမဲကနေပြီးဘာရှိလို့ရလဲဆိုရင် ကျွန်တော် A6 တွေတက်လို့ရတယ် A6 ကတော့ဒီ Knight B5 မလာနိုင်အောင်တားထားတာပေါ့နော်ဒီလိုမျိုးကစားလို့ရတယ်ဒါပေမဲ့ကျွန်တော် Bishop E7 လေးလေးအမေကနေကစားလို့ရကျွန်တော်တော့ Bishop E7 လေးပဲချွေးလိုက်မှာပေါ့နော်ဒါကိုယ့်ရဲ့မထုတ်ကတည်းကကစားကောင် develop လုပ်မယ်ပြီးရင်ကျွန်တော် gasoline လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးကြည့်မယ်ဆိုရင် C3 တက်မယ် C3 ဆိုရင်ကျွန်တော် gasoline လုပ်မယ် gasoline မှာတော့ Queen of 3လာပြီးတော့ဒီ B7 ပုံးလေးလာတိုက်ခိုက်မယ်ဆိုလည်းကျွန်တော်တို့က Queen C7 လာမယ် Queen C7 မှာ ဆိုတော့ bishop b3 ရှောင်မယ်ဆိုရင်ကျွန်တော်အမဲရနေပြီး a5 တက်မယ်။နောက်လည်းကျကျွန်တော် a4 ထပ်တက်မယ်ဆိုတဲ့ idea လေးပေါ့နော်။အဲ့တော့ a4 တက်မယ်ဆိုလဲကျွန်တော် bishop d7 ပဲမယ်လာမယ်။အဲ့တော့ကျွန်တော် bishop r4 နဲ့လာချိန်မယ်ဆိုရင်ကျွန်တော် bishop d6 နဲ့ပြန်ကားမယ်အဲ bishop d6 ဆားမယ်ဆိုရင် queen d6 queen d b7 ဆားမယ်ဆိုရင်လည်းပဲအမေရဘာပြန်လုပ်လို့ရလဲဆိုရင်ကျွန်တော်ဒီမှာ rook a b8 ပြန်လာမယ်သူက rook a b8 queen a7 ဆိုရင်ကျွန်တော်တို့ e5 ဆိုပြီးတော့ဒီ knight လေးမောင်းလိုက်မယ်ပေါ့ knight က f3 သွားလို့ဆိုရင်ကျွန်တော် bishop ကအဲကျန်နေရပေါ့နော်အဲ့ဒါ knight က f3 သွားလို့ညာ knight က b5 ပဲလာ night b5 ဆိုရင်ကျွန်တော် bishop a5 8 b5 root a5 ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေထားဒီလုံးဝ equal position တစ်ခုဖြစ်တယ်အဲမဲ root ကလည်းဒီ b5 မှာတော်တော်လေး active ဖြစ်တယ်လက်ရှိမှာဒီ bishop ကိုလည်း chain ထားတယ်ပြန်ကြော rook တွေကလည်းဒီမှာပြန်ပြီးထပ်ပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒါအမဲတို့က opening မှာတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်ဒီ line တွေက ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်အခုနောက်ကကျွန်တော်ဒီ၅ခွက်မြောက်လေးမှာဟိုဟာ၂ခုရှိရပြောထားရပေါ့နော်ဒီညမှာကျွန်တော် EDD5 ရဲ့ NetD4 ရဲ့ဒီတစ်ခါကျွန်တော် NetD4 ကိုကြည့်မယ်ပေါ့အဲ NetD4 စားမယ်ဆိုလို့ဆိုရင်လည်းပဲအမဲကဘာပြန်လုပ်မှာဆိုရင် Knight C6 ဆိုပြီးတော့ဒါ Knight ချင်းလဲမယ်ပေါ့နော် ဒီနေရာမှာအဖြစ်ရဲ့ main move ကတော့ဘာဆိုလဲဆိုရင် Bishop B5 လာပြီးတော့ Knight ကိုပင်မယ်။အဲပင်လဲကျွန်တော်တို့အမဲတွေဘယ်လိုပြန်တော့ပြန်မလဲဆိုရင် Bishop D7 ပြန်ပြီး cover လုပ်မယ်။အဲ Knight C6 ဆိုင်ဒီမှာကျွန်တော် Bishop နဲ့မဆောင်ဘူး Bishop ကျင်လဲမကစားဘူးပေါ့နော်။ဒီမှာကျွန်တော်တို့အဲ center ကိုပုံပြီးတောက်ဖို့အတွက် B4 နဲ့ပဲစားမယ်။အကဲသူကစားမယ်ဆိုလို့ရှိရင်ကျ Bishop စားမယ်ပေါ့ Bishop ကဒီမှာချိန်နာဖြစ်ကြ Bishop ပြန်ပြေးရမယ်အဲ Bishop D3 သွားမယ်ဆိုရင် ကျွန်တော်ဒီမှာတော့မစားဘူးပေါ့နော်တော့စားဆိုရင်ကျွန်တော်ရဲ့ point structure တွေပြတ်သွားမယ်အဲ့တော့တော့မစားရဘူးဒီမှာဘာပဲလုပ်ရမလဲဆိုကျွန်တော်တို့အဲ night of six လည်းမခုံရဘူးเนาะ night of six ခုနက e5 တုံးလိုက်လို့ဆိုရင်ဒီ night က d7 လည်းဝင်လို့မရအဲ့ခါကျ night ကပြန်ပြီးတော့ဘတ်နေရအဲ့ဒီနေရာမှာဘာအကြံပေးလဲဆိုရင်တော့မဲရနေပြီးတော့ bishop d6 ဆိုတာပို့ပြီးတော့ကောင်းတယ်အဲ bishop d6 ရဲ့ idea ဆိုတော့ bishop ကို develop လုပ်တဲ့ e5 မတက်နိုင်အောင်တားထားတယ်ဒီ diagonal လေးမှာနေရယူထားတယ်အဲ့တော့ queen လို့လာမယ်ဆိုလို့ဆိုရင် ဒီနေရာမှာကျွန်တော်အမဲရနေကစားလို့ရတာနှစ်ခုတော့ရှိရပါတော့ကျွန်တော်ဘာလို့လဲရကြ Queen C7 ကစားပြီးတော့ဒီ diagonal မှာထပ်ပြီးတော့ pressure တစ်ခုပေးထားလို့ရတယ်အဲဒါပေမဲ့ကျွန်တော်ဒီနေရာမှာအမဲရနေပြီးတော့ပို့ပြီးတော့စိတ်ဝင်စားကြကောင်းတဲ့ကောင်းတဲ့ရွှေခွက်တစ်ခုရှိရပါတော့။အဲရွှေခွက်ကဘာလဲဆိုတော့ကျွန်တော် E5 ပေါ့။ E5 ကတော့ဒါကတော့ center control ယူထားတယ်ပေါ့။ဘဟုမှာအမဲပုံးလေးတွေကိုနေရာယူထားတယ်၊ space တွေယူထားတယ်၊ bishop ရဲ့ diagonal တွေဖွင့်ထားတယ်။အဲ အဲ့တော့ cancel လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် queen e7 လာမယ်ဒီနေရာမှာအဖြစ်ရ main move ကတော့ c4 ပေါ့နော်အဲ့တော့ c4 တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့မစားရဘူး d4 လေးပဲပြန်တက်မယ်အဲ့တော့သူက c5 ဆိုပြီးကျွေးမယ်ဆိုလဲကျွန်တော် bishop လေး c5 စားမယ်သူက knight c4 လာမယ်ပေါ့ knight c4 မှာကျွန်တော် knight f6 လုပ်မယ်အကယ်၍သူက f4 နဲ့ဖြတ်မယ်ဆိုလဲအဲကျွန်တော်တို့ e8 f4 bishop a4 အဲ့ဒီမှာကျွန်တော်တို့တည်တည်ထားရမှာဒီ castle နဲ့ပါကျွန်တော်စွတ်မလုပ်ရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာ rook5 ရပွင့်နေတယ် ပြီးတော့ bishop က bishop g5 တွေပါလာပင်လိုက်လို့ဆိုရင်အဲ့ဒါ bishop g5 တွေ e5 တွေထိုးလိုက်လို့ဆိုရင်ဒါအမဲကနှိမ့်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးတော့တစ်ခုတတိထားရမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာဘာပဲလုပ်ရမလဲဆိုရင် knight g4 ဆိုပြီးတော့အရင်သွားမယ် knight g4 ဒီဒီ knight e3 ထဲဝင်မယ်ဆိုတော့ idea လေးတစ်ခုတော့ဖြစ်တယ်ပေါ့နော်ဒီမှာ h3 မောင်းမယ်ဆိုလို့ဆိုရင် knight e3 ဝင်မယ် knight ထဲ e3 ဆိုရင်စားမယ်ပြန်စားမယ်အဲ့တော့ဒီနေရာမှာအမဲက equal ရတဲ့ equal position ပဲပေါ့နော်ပြောမယ်ဆိုလို့ဆိုရင်ဒီနေ့အမဲတွေကကျွန်တော်ရွေးချယ်ကြတဲ့ခုရှိရပါကြတော့နော်ဘက်ချက်တဲ့ E3 စားမယ်ဆိုလို့ဆိုရင်လည်းရတယ်ဘက်ချက်တဲ့ E3 စားမယ်ဆိုတော့ Queen တဲ့ E3 စားမယ် Casino လိုက်ပြီဆိုလို့ဆိုရင်ဒါကလုံးဝအဲ equal position တစ်ခုဖြစ်တယ်ပေါ့နော်ဒီနေ့မှာကျွန်တော်အမဲရဲ့ C6 ပွန်းကလည်းဒါ weak ပွန်းတစ်လုံးဖြစ်တယ်အဲ့လိုပဲအဖြူရဲ့ E4 ပွန်းလည်းကလည်းဒါ weak ပွန်းတစ်လုံးဖြစ်တယ်အဲ့တော့နောက်ဖက်လုံးမှာအပြန်အလှန် weak ပွန်းတွေရှိတာဖြစ်တဲ့ကြောင့်ဒီနေ့ထားကလုံးဝအဲ equal position လို့ပြောလို့ရပါတယ် ဟုတ်ပြီအခုနကျွန်တော်ဒီနားလေးမှာ Bishop E3 ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ဗျဒီနေရာမှာကျွန်တော်နောက်ထပ်တစ်ခုရှိရဲ့အာ engine ကနေပြအကြံပေးတာ Bishop H3 ဆိုပြီးတော့စားလို့ရရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာအကဲဒီမှာဒါစားမယ်ဆိုလို့ရှိရင် queen နဲ့ပြန်စားချက်ရှိရဲ့ဒီကအဲဒါကြီးကစားချက်ပြင်နေမှာဆိုတော့စားလို့မရဘူးဗော အကဲသူကဒီ h3 ကိုစားမယ်ဆိုရင်လည်းပဲအဲမဲရပါလို့လေးရဆယ် queen g5 ဆိုပြီးတော့ချက်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီ bishop ကြီးဒီကျတော့ဒီမှာပင်ဖြစ်နေပါဘောနော်။ပင်ဖြစ်နေပြတဲ့ကြောင့်ဒါစားလို့မရ။အဲကင်းရှောင်မယ်ဆိုလို့ဆိုရင် queen တဲ့ e3 စားမယ်ပေါ့။အဲ delay button နဲ့ကစားလို့ရတယ်။ဒါလည်းအမဲတော့အဆင်ပြေတဲ့လုံးဝ fine နေပေါ့။ဟုတ်ပြီ။ အဲ့တော့အခုကျွန်တော်ပြပြသွားတဲ့ဒီ92 line ရလဲဒီလောက်ပဲပေါ့အဲ့ဒါဆိုရင်ကျွန်တော်အခုဒီ video လေးထဲမှာကျွန်တော်ဗာဒီပြပြသွားလဲဆိုလို့ဆိုရင်ဒါအဖြူကနေပြီးတော့ဒုတိယမြောက်ရွှေခွက်မှာ side line နေပြနေနဲ့အဲ E6 နဲ့ B3 line ကိုကျွန်တော်ပြပြခဲ့တယ်ပြီးတော့နောက်တစ်ခုကကျကျွန်တော် main line တစ်ခုပြပြခဲ့ပေါ့နော် D4 မှာ D5 မှာ night အဲ၃ခွက်မြောက်မှာအဖြူရဲ့ main line တစ်ခုဖြစ်တဲ့92ရွှေလို့ဆိုရင်ဘယ်လိုအသုံးပြရမလဲဆိုတာကိုပြပြခဲ့ပြီဖြစ်ပါတယ်အဲ့တော့ အဲဒီနေ့ဒီ video လေးကတော့လောက်ပါပဲဒီ video နဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိချင်တာရှိလို့ဆိုရင်တော့ကျွန်တော်တို့ comment လေးမှာမေးပါလို့ရပါတယ်ကျွန်တော်ဒီ video လေးကိုအစားဆုံးလာရောက်အားပေးကြတဲ့တရားရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်ဆက်ဆုံမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ